ကိုကိုကိုမြင်ထွေးမင်္ဂလာပါအခုမင်္ဂလာပါဗျမင်္ဂလာပါဗျမင်္ဂလာပါဒီနေ့ကတော့ Super Sunday ပဲဖြစ်ပါတယ် Super Sunday ဆိုတော့အဲကိုအောင်ထေးကျွင်မင်္ဂလာပါဗျမင်္ဂလာပါဗျအဲတနင်္ဂနွေနေ့မှာပေါ့နော်ရှင်မြန်ကစားမဲ့ပွဲစဉ်တွေကဒါအကောင်းဆုံး free ပွဲစဉ်နှစ်ပွဲကိုကျွန်တော်ဒါဒီ live လေးမှာပေါ့နော်ရွေးချယ်ပေးသွားပါမယ်မနေ့က live မှာကျွန်တော်ရွေးချယ်ပေးခဲ့တာ Brandfood Body ကတော့ okay ခဲ့တယ် အော်ပြီးတော့ Wara Bremen ဂိုးပေါ်ကတော့ကျွန်တော်ဥရောပဝင်ယူရပါဘောเนาะနှစ်သင်းလုံးဂိုးသွင်းနိုင်ကြီးရှိတယ်ဝန်းဝန်းနေစကြည့်ရမယ်ဂိုးပေါ်လို့ရွေးချယ်ခဲ့ပြီးမယ်နှစ်သင်းလုံးတော့ဂိုးသွင်းသွားတယ်ဝန်းဝန်းပေါ့เนาะဆိုတော့ဂိုးမပေါ်သွားခဲ့ဘူးပေါ့ Brentford Body ကတော့အာတရားရာခိုင်နှုန်း okay သွားခဲ့တာမျိုးရှိပါတယ်ကျိုးကြနီးရဲ့မင်္ဂလာပါဗျာကျိုးကြနီးအခြေအနေတဲ့ကျွန်တော် Liverpool ပွဲချုပ်30ချက်လေးကို Real Liverpool Channel မှာတင်ပေးထားပါတယ်ခင်ဗျာဒီနေ့ရင်ခုန်စွာနဲ့ကြည့်ရမှာပေါ့နော်ကျွန်တော် Liverpool အသင်းရဲ့ဒါနိုင်ပွဲပဲရရှိမလားပေါ့နော် London Stadium မှာတော့ခက်ခဲမှာပါဗျာ စနိုးလေးရဲ့မင်္ဂလာပါဗျလောင်တိုင်းနိုးစီးပါဗျမင်္ဂလာပါဧပြီမင်္ဂလာပါဗျဘိုးဘိုးမင်္ဂလာပါဗျ Okay ဆိုတော့ကျွန်တော်တို့ဒါ10မိနစ်လောက်ပေါ့เนาะကိုညီကိုကြီးကိုစောင့်လိုက်ရအောင်ပြီးရင်ကျွန်တော်ဒီနေ့ရွေးချယ်ထားတဲ့ Premier League ပွဲစဉ်2ပွဲ Basement 2ပွဲကိုကျွန်တော်ရွေးချယ်သုံးသပ်ပေးသွားမှာလည်းဖြစ်ပါတယ်။ကန်ဆိုးကျင်တော့ Water Bremen ဂိုးပေါ်ပဲထိုးမိရယ် Bro ရေးတယ်ကိုတက်ဦးလိုက်ဟုတ်ခဲ့ပါဗျဟုတ်ခဲ့ပါ Brandford တော့ကျွန်တော်ရွေးပေးခဲ့တာမျိုးရှိတယ်ပေါ့เนาะ Brandford Body အာမှန်တယ်ဆိုပြီးကျွန်တော် brand food body ရေးပေးခဲ့တယ်ပေါ့နော် water dreaming go body ရဲ့ဟိုမ okay ခဲ့ဟူပေါ့နော် okay ဒီနေ့မှာတော့ကျွန်တော်အကောင်းဆုံးနှစ်ပွဲရွေးချယ်ထားပါတယ် okay ဆိုတော့ကျွန်တော်စလိုက်ရအောင်ပေါ့နော်ပထမဆုံးကျွန်တော်ရွေးချယ်ပေးပေးမဲ့ပွဲစဉ်ကတော့ကျွန်တော်ခက်တွက်တွက်လေးပဲပေါ့နော်အစောပွဲစဉ်ဆိုတဲ့ခါကျတော့ဒါ Palace နဲ့ Manchester United အတင်းရဲ့ပွဲစဉ်ဆိုတော့ United လည်းရမှတ်လုံနေတယ်နောက်ဆုံးပွဲစဉ်မှာဒါရလက်ပိုင်းမကောင်းထားဘူးအဝေးဝင်းပွဲစဉ်ဖြစ်တယ်ဒါ Palace အတင်းရဲ့အိမ်ခွေးမှာ Select ဘက်မှာကံမဲ့ပွဲစဉ် Select အဲ ပယ်လစ်ကတော့နောက်ဆုံးပွဲစဉ်မှာဒါဆာထရာပေါဆာထရာဘော့စ်ကိုတော့ရှုံးထားတယ်ကွန်ဖရင့်လိမှာ Okay ကျွန်တော်လက်ရှိဒီထွက်ပေါ်လာတဲ့အာရှရဲ့အကျော်ပေးမှုကိုကျွန်တော်ကြည့်ရအောင်ပေါ့နော် Crystal Palace အသင်းက level 40နဲ့တချို့အကျော်ပေးမှုတွေမှာ level 50ပေးလာတယ်ဂိုးပေါင်းကြီးက3လုံး plus 60ဆိုတဲ့အကျော်ပေးမှုပေးလာတယ် Okay လက်ရှိမှာကျွန်တော်တို့ဒါအမှတ်ပေးစရာရည်တည်မှုအရာဆိုလို့ရှင်တော့ United ထပ်စာလို့ရှင် Palace ကအပေါ်မှာရှိတယ်ကာရန့်ဖောင်နေအရာလဲ Palace ကကောင်းတယ်ဒါကတော့တစ်ချက်ပေါ့နော် ောက်တစ်ချက်ကတော့ကျွန်တော်တို့ DRD ခြေတန်းအရရှင်မယ်ဆိုလို့ရှိရင်တော့ United နဲ့ Palace က United ဒီ Palace ထက်တော့ခြေတန်းဒါ plus 80နဲ့60ပတ်ချာလဲဝင်ကျင်တော့တော့အမြင့်တယ်ဒါကကျွန်တော်တို့ဘယ်လိုသိလဲဆိုလို့ရှိရင်တော့ Brandford ကို Crystal Palace အိမ်ခွင်းကနေပြီးတော့ဒါ level 80ပေးတဲ့အချိန်မှာ United ကအဝေးခွင်းကနေပြီးတော့ Brandford ကို level 60အထိပေးခဲ့တာမျိုးရှိတယ်နောက်တစ်ချက်က DRD မှာဒါဒီ Crystal Palace အသင်းနဲ့ဒါခြေတန်းတူလို့ပြောလို့ရတဲ့ စပါပေါ့နော်စပါတော့နည်းနည်းမြင်တယ်စပါအင်ဂွေးမှာမန်ချက်စတာယူနိုက်တက်အတင်ကိုစပါက level 20ပဲပြီးခဲ့တာကြံနေကျွန်တော်တို့ဒါ Brandford တို့ Brighton တို့ Nottingham Forest တို့နဲ့ပွဲစဉ်မှာ United အဝေးဝင်းကနေပြီးတော့ level 60ကနေ level 80ပတ်ချလဲပေးထားတယ်ဆိုတော့ဒီနေ့မှာ Palace က level 50ပေးထားတယ်ဆိုတော့ဒါကတော့မျှတတဲ့အကျော်ပေးမှုလို့ပြောလို့ရတယ်။ကျေးမှန်တယ်လို့ပြောလို့ရတယ်ပေါ့နော်။တကယ်တမ်းဆိုလို့ရှိရင်တော့အဲဒဲဒဲဆိုတဲ့ကျေးမျိုးလဲ ပေးတင်နေ United ဒါဒါအခြေအနေကောင်းခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်နိုင်မွေးလိုအချက်မြန်မာနေတာဖြစ်တဲ့တော့ United ကတော့မှအခြေမပေးဘူးဆိုရင်တော့မှတဲတဲ့အခြေမျိုးသို့မဟုတ် Palace အနေနဲ့စပါးလိုမျိုးပေါ့နော် level 20လောက်ပဲအဖြစ်သဘောအရာပေါ့နော်လက်ရှိ current form အရာအမှတ်ပေးစရာရဲ့အပေါ်မှာရှိရတဲ့တော့ level 20လောက်ပေးမယ်ဆိုရင်လည်းပေးလို့ရတယ်တိုးတော်လည်းလက်ရှိမှာကြီးတွေကတဖြည်းဖြည်းပုံပြီးပြင်းလာပြီး Palace ကလည်း90လောက်ထိအကျော်ပေးလာတယ် ျွန်တော်တို့ကဥရောပဝင်ယူအရာကြည့်မယ်ဆိုလို့ရှိရင်လည်း Palace ကဒါ2.2လောက်ပဲပေးထားပြီးတော့ United က3.3သန်းကျော်ပေါ့ဗျာ3.25လောက်ပေးထားတာဖြစ်တဲ့အတွက် United နိုင်ဖို့ရာခိုင်နှုန်းနည်းတယ်လို့တော့ကျွန်တော်မြင်ပါတယ်ဆိုတော့ဂိုးပေါင်းကြီးအရာကြည့်မယ်ဆိုလို့ရှိရင်တော့၃လုံးဒါ60ဖွင့်ပေးထားတာတော့ fair ဖြစ်တဲ့အကျော်ပေးမှုကျွန်တော်ဥရောပရဲ့ဝင်ယူအရာ Boating to School Yes နှစ်သင်းလုံးဂိုးသွင်းနိုင်ရည်ရှိတဲ့အနေအထားကိုလည်းဒါ1.5လောက်ပဲပေးထားတယ်နှစ်သင်းလုံးဂိုးမသွင်းဘူးဆိုတော့ Boating to School No ကိုကြတော့ ကျွန်တော်2.3နဲ့4ပတ်ချာလေးလောက်ပေးထားတာဖြစ်တဲ့အတွက်ကိုနှစ်သင်းလုံး goal သွင်းနိုင်ကြီးတော့ရှိတယ်။ဝမ်ဝမ်ဆိုရရလက်မျိုးကနေတော့ကြည့်ရမှာမျိုးရှိတယ်ပေါ့နော်။ဆိုတော့ဒီနေ့ထားမှာ Palace အနေနဲ့အိမ်ခွင်းကနေ level 50မမထန်ထန်လေးပေးရတာဖြစ်တဲ့အတွက်ပေါ့နော်။ကျွန်တော်တော့ဟို Borussia ဆိုလို့ရှိရင်တော့ Palace ကိုတော့မှပပလီအော်တဘောကြမိတယ်ပေါ့နော်ပေးတင်ပေးထားရတဲ့ခြေတန်းမျိုးကို United ကိုအိမ်ခွင်းမှာဒါ level 50အထိပေးထားတယ်ဒါပေမဲ့အဲ့ထပ်ပို့ပြီးတော့ strong ဖြစ်တာကတော့ကျွန်တော် goal ball အပေါ်လေးကိုတော့ပို့ပြီးတော့ကြိုက်တယ်ဘာလို့ဆိုတော့ ဘိုတင်တို့စကိုးရ1.5လောက်ပေးထားတာဖြစ်တဲ့အတွက်ဒါ United လည်းအဝေးကွင်းကနေ goal ရဖို့ရှိတယ်လို့ Palace လည်း goal ရဖို့ရှိတဲ့အတွက်1-1နဲ့စကြည့်ရမယ်အနေအထားမျိုးလေးပေါ့နော်1-1နဲ့တော့မပြီးသွားဘူးလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကြောင့်အာဒီပွဲစဉ်ကတော့ဂိုးပေါ်လေးကတော့ဒါရွေးချယ်တဲ့ပွဲစဉ်လို့တော့ကျွန်တော်ထင်ပါတယ်ဆိုတော့အစောပိုင်းပွဲစဉ်ဖြစ်တဲ့အတွက်လည်းကုညီကူရီတာအကြိုက်တူတယ်ဆိုလို့ရှိရင်တော့ပပလေးရင်ခုန်သင့်ပါတယ်အကြိုက်မတူဘူးဆိုလို့ရှိရင်တော့ဒါဟိုဘက်ကန်တင်တဲ့ပွဲစဉ်လေးတစ်ပွဲပေါ့နော်ခုနကကျွန်တော်ပြောသလိုအဆုံးသက်သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ဒါ ကိုပေါင်းကြီးကတော့ဖဲဖြစ်တယ်ဘော်ရီဂျီအရဆိုလို့ရှိရင်လည်းပဲလစ်ဒီပေးတင်ပေးထိုက်တဲ့ကြေးထက်တာ plus 30လောက်ပို့ပြီးတော့ပြင်ပြီးပေးထားတာမျိုးတော့ကျွန်တော်တွေ့ရပါတယ်ဗောနော်ချက်စီးပွဲတုံးသက်ပေးပါတယ်ဟုတ်ကဲ့ပါတုံးသက်ပေးပါမယ်ခင်ဗျာဦးရွှေရွှေရဲ့ကိုရန်လေးရဲ့ကိုရန်မျိုးကျော်ရဲ့ချက်စီးအာကြီးပွဲတုံးသက်ပေးပါတယ်ဟုတ်ကဲ့တုံးသက်ပေးပါမယ်ခင်ဗျာ ဆိုတော့ကျွန်တော်နောက်ထပ်ရွေးချယ်ထားတဲ့ပွဲစဉ်ကလည်းတကယ်ဆူပါဆန်ဒီရဲ့အကောင်းဆုံးပွဲစဉ်ပေါ့နော်ချက်စီနဲ့အာစနယ်ပွဲစဉ်ကိုကျွန်တော်ဒါ free ပွဲစဉ်အဖြစ်ရွေးချယ်ပေးပါမယ်။အကြံတဲ့ပွဲစဉ်တွေကိုတော့ member group လေးမှာရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်ပေါ့နော်။တလားစာ member လည်းယူလို့ရသလိုဒါတနည်းတွေတရားထွဲအတွက်လည်း member ကိုတက်တာသောစီနှုံးလေးနဲ့ join လို့ရပါတယ်ပေါ့နော်။အဲငါတို့ချက်ထင်းနဲ့ join လို့ရပါတယ်။ကျွန်တော်ဒီမှာ fiber number လေးလည်းချပေးထားပါတယ်။ Okay ဆိုတော့ချက်စီပွဲစဉ်သွားအောင်ပေါ့နော်။ချက်စီနဲ့ Arsenal ကတော့ London Derby Bishmat ပဲပေါ့နော်။နှစ်သင်းစလုံးကလည်း Title Race မှာ တိုက်ရရီဆဲမှာရှိနေတဲ့အသင်းပေါ့နော်ချက်စီယာဖိအားပေးနေတယ်ဆိုတော့မနေ့ကလည်းစီးတီးကလည်းနိုင်သွားတာဖြစ်တဲ့အတွက်အာစနယ်အာစီးတီးချက်စီရောပါပေါ့နော်ဒါကြည့်လို့ကောင်းမဲ့ပွဲစဉ်အဖြစ်ရှိနေတယ် Okay ဆိုတော့ကျွန်တော်တို့လက်ရှိအကြောပေးမှုကိုကြည့်အောင်လက်ရှိအကြောပေးမှုမှာတော့ဒါဖဲဖြစ်ပါတယ်အာစနယ်ကရလဒ်တီကောင်းနေတာလည်းတစ်ကြောင်းပေါ့နော်အမှတ်ပေးစရာအဆင့်တက်မှာဥဆောင်နေရတဲ့အကြောင်း Stamford Bridge ဖြစ်ပေမဲ့လည်း Arsenal က level 40နဲ့45ဝန်းကျင်ဖွင့်ပေးထားတယ် ဆိုတော့ဒီပွဲစဉ်ကတော့ခမန်းခတ်တဲ့ပွဲစဉ်တစ်ပွဲပေါ့နော်ဒါဘရာဇာတို့လည်းတိလိမ့်မယ်အသင်းနှစ်သင်းတွဲဆုံနေတဲ့ပွဲစဉ်ချက်စီးလည်းအင်ဂွေအားသာချက်ရှိနေတယ်အာစနယ်ကတော့ဒါရေပန်းစားနေတဲ့အသင်း19နိုင်ထိုက်တဲ့အသင်းတိုင်းကိုလုံးဝအနိုင်ယူနိုင်အနိုင်ယူထားနိုင်တဲ့ခြေစွမ်းမျိုးရှိတယ်ဆိုတော့ပရီးမီးယားလိမာရောချန်ပီယံလိမာရောဘိုဆွဲဖို့ရေပန်းစားနေတဲ့အသင်းကအာစနယ်ပဲတကယ်ကို physical ပိုင်း mental ပိုင်းအာနီးပြအတီတာရဲ့ tactical balance ဘာမှပြောနေစရာမလိုဘူးပေါ့နော်အသင်းသားတွေရဲ့စီလုံးမှုဒါတွေကတကယ်ကိုကောင်းတယ် ဘိုင်ယန်မြူးနစ်အသင်းကိုတော့မှအင်္ဂွေမှာအာစနယ်အနေနဲ့ဒါဂိုးပြတ်နိုင်သွားခဲ့တဲ့အနေအထားမျိုးတွေရအာစနယ်ဘယ်လောက်ကောင်းလဲဆိုတာတက်တည်ပြနေတယ်။ဒါကြောင့်ဝီဝင်းကလည်း level 50ကအဲ40 45ပတ်ချလေရတော့ဒါဖဲဖြစ်တဲ့အကျော်ပေးမှုဒါပေမဲ့ကျွန်တော်တို့တစ်ချက်ကြည့်ရအောင်ပေါ့နော်ဂိုးပေါင်းကြီးဂိုးပေါင်းကြီးက2 50 55ပေးတာလေချက်စီနဲ့အာစနယ်တီးဒါလန်ဒန်ဒါဘီလို့လည်းပြောလို့ရတယ်လို့အစင်လာပြိုင်ဘက်အသင်းကြီးနှစ်သင်းဖြစ်တယ်ပေါ့နော်။ Okay ဆိုတော့ဒီရာဒီကျွန်တော်တို့အာစနယ်နဲ့တွဲဆုံခဲ့သမျှအသင်းကြီးတွေနဲ့ခြေတန်းအောင်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါကာဆယ်နဲ့တွဲဆုံတဲ့ပွဲစဉ် အဲကျွန်တော်လီဗာပူးသင်းရဲ့အင်ခွေးမှာအာစနယ်နဲ့တွဲဆုံတဲ့ပွဲစဉ်စီတီနဲ့ဒါအာစနယ်နဲ့တွဲဆုံတဲ့ပွဲစဉ်ဒီမှာဂိုးပေါင်းကြီးတည်၃လုံး plus 40ဒါစီတီနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့2 100လောက်ထိဖွင့်ပေးခဲ့တာမျိုးရှိတယ်။ဒါကလည်းအာစနယ်အင်ခွေးဆိုလို့ရှိရင်တော့ဂိုးပေါင်းကြီးကပါလေးရှိရောဆိုအာစနယ်ခံစစ်ကတကယ်ကို solid ဖြစ်တာဖြစ်တဲ့အတွက်ကိုအာစနယ်ကိုဂိုးရဖို့ကလုံးဝခက်ခဲတဲ့အနေအထားမျိုးလေးဒါကြောင့်စီတီနဲ့ပွဲစဉ်မှာ2 100ဖွင့်ပေးခဲ့တယ်။အာစနယ်အဝေးဝင်းပွဲစဉ်ဒီမှာဆိုလို့ရှိရင်တော့ဒါလီဗာပူးနဲ့ပွဲစဉ်ဆိုလို့ရှိရင်တော့ဒါ3 plus 40ဆိုတာမျိုးလေးတွေကာဆင်နဲ့ပွဲစဉ်အဲ Brighton တို့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဂိုးပေါင်းက3 +40 မှာဖွင့်ပေးလိမ့်ရှိတယ်ပေါ့နော်ဆိုတော့အနိုင်ဆုံးကြီးပေါ့နော်2 -1 ရာ City နဲ့ပွဲစဉ်မှာဖွင့်ပေးခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာ Arsenal အဝေးကွင်းပေါ့နော် Chelsea အိမ်ကွင်းမှာဖွင့်ပေးတဲ့ဂိုးပေါင်းကြီးက2 -55 ဆိုတာကတော့အရင်အပြော့တယ်ပေါ့နော်ပါတယ်လို့တော့ကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ဒီနေ့ကျွန်တော်တို့ဒါ Brighton နဲ့ Wolves တင်းရဲ့ပွဲစဉ်မှာဆိုကိုပေါင်းကြီး 3+80 ဆိုတာမျိုးခုန United နဲ့ အပယ်လစ်ကွေးမှာ United နဲ့ပွဲစဉ်ဆိုလို့ရှိရင်လည်း3လုံး plus 60မျိုးတာ60မျိုးတွေဖွင့်ပေးလိမ့်ရှိတယ်ပြီးတော့ Premier League ရဲ့ဂိုးပေါင်းကြီးကဟိုပြောမယ်ဆိုလို့ရှိရင် La Liga နဲ့ Serie A ထပ်ဆားလို့ရှိရင်တော်တော်လေးကိုမြင့်ပါတယ်ဂိုးပေါင်းကြီးကလက်ရှိမှာတော့2-55ဆိုတာကဒါ Serie A ရဲ့ဂိုးပေါင်းကြီးပုံစံမျိုး La Liga ရဲ့ဂိုးပေါင်းကြီးပုံစံမျိုးလေးဖွင့်ပေးထားတယ်နောက်တော့ check ကဒါအသင်းကြီးနှစ်သင်းတွဲဆုံနေတဲ့ပွဲစဉ်မှာဒီပွဲစဉ်ကဥပမာ City နဲ့ပွဲစဉ်ကလူမျိုး2-100လောက် အနည်းဆုံးဖွင့်ပေးသေးတယ်။သို့မဟုတ်ဂိုးပေါ်သွားခဲ့မယ်ဆိုလို့ရှိရင်လည်း 3+30 နဲ့ 3+30 40အတန်းဖွင့်ပေးသေးတဲ့အနေအထားမျိုးပေါ့နော်။လက်ရှိမှာဒါနှလုံးသွင်းတာတော့မှပြား55ပြားလောက်ပဲဆုံးရှုံးနေနိုင်မယ်ဆိုတဲ့အနေအထားဂိုးပေါင်းကြီးကတော်တော်လေးပါတာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဂိုးအောက်နဲ့ရင်ခုန်စွန့်စားခြင်းနဲ့ပေါ့နော်။ဒီပွဲစဉ်ကအာစနယ်ရဲ့အကျော်ပေးမှုကလည်းဒါခြေတန်းသူအသင်းနေဆိုလို့ရှိရင်တော့အင်ဝင်းအဝေးဝင်းဒါ level 50ဆိုတာဖဲဖြစ်တယ်ပေါ့နော်။အာစနယ် ဟိုအာစနယ်အဝေးခွင်းပေါ့နော်တိုးတော်လေအာစနယ်အကျိုးပေးမှုကလည်းအဲတိတ်တော့မတင်မကြလေးပေါ့နော်တိုးတော်လေဒါ fair ဖြစ်နေစေပဲဆိုတော့ body ထပ်စာလို့ရှင်တော့ဒီပွဲစဉ်ကကျွန်တော်စိတ်ထင်ဒါဂိုးနဲ့သွားနိုင်ပွဲရှိရပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်မြင်ပါတယ်ဒါကြောင့်ကျွန်တော်ကဂိုးပေါင်းအောက်လေးကိုတော့အဲသဘောကျမိပါတယ်ဒါတော့ကျွန်တော်အမြင်ပေါ့နော်မင်္ဂလာပါတကာကြီးတင်မတင်မဗျမင်္ဂလာပါဗျကိုကိုအင်းစာလားမသိဘူးဗျနာမည်လေးမှားသွားရင် sorry ပါနော် Okay ပါဒါကတော့ကျွန်တော်တနင်္ဂနွေနေ့မှာပေါ့နော် Premier League ပွဲစဉ်2ပွဲ Free ပွဲစဉ်2ပွဲကိုကျွန်တော်ရွေးချယ်ပေးခဲ့တာလည်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်အကြိုက်ပွဲစဉ်2ပွဲပေါ့နော်အကြိုက်တူတဲ့ညီကိုတွေကတော့အာဒါရင်ခုန်ခံစားလို့ရပါတယ်အကြိုက်မတူတဲ့ညီကိုတွေကတော့လေအာဒါပတ်ကန်လို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့အမြင်သုံးသပ်ချက်လေးပဲဖြစ်ပါတယ်ဆိုတော့ United ပွဲစဉ်ကတော့အစောပွဲစဉ်ဖြစ်တဲ့အတွက်ပေါ့နော်ဒါရင်ခုန်လို့ရပါတယ်ဆိုတော့ဒါနောက်မှဝင်လာတဲ့ညီကိုတွေအတွက်ပေါ့နော်ဒီနေ့ရွေးချယ်ထားတဲ့ပွဲစဉ်လေးနှစ်ပွဲကိုကျွန်တော်အဆုံးသက်လေးအနေနဲ့ပေါ့နော်ကျွန်တော်ပြန်ပြီးတော့ အပြန်ပြောပြပေးခြင်းပါတယ်ပယ်လစ်နဲ့ဒါ United ဘွယ်စင်မှာတော့ပယ်လစ်ရဲ့အကျော်ပေးမှုကမှန်ကန်ပါတယ်ဒါ level 90ပေါ့နော်စပါတောင်မှအင်ဝင်းကနေ United ကိုဒါ level 20လောက်ပဲပေးတဲ့အနေထားမှာပယ်လစ်ကြေးရမှာကြောတယ်တိုးတော်လဲဒီဘွယ်စင်မှာကျွန်တော်ကကိုပေါင်းကိုပို့ပြီးတော့အပေါ်ပို့ကြိုက်တယ်ပေါ့နော်၃လုံး plus 60 90ပတ်ချလဲဝင်းကျင်မှာဥရောပဝင်ရိုးအရာလဲနှစ်သိန်းလုံး၉သိန်းနိုင်ကြီးရာခိုင်နှုန်းများတာဖြစ်တဲ့အတွက်ဒါ11လောက်နဲ့တော့မပြီးသွားဘူးပေါ့နော်အဲကျွန်တော်စိတ်ထင်ဒါကိုပေါင်းအပေါ်လေးကတော့အဲ နေတဲ့နယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော် body G ကတော့နည်းနည်းလေး risk များပါတယ်ဒါပေမဲ့အကြိုက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ပေးတဲ့ G ကိုပေးထားတဲ့ Palace ကိုတော့ကျွန်တော်နည်းနည်းလေးပိုကြိုက်မိတယ်ပေါ့နော် နောက်ထပ်ပွဲစဉ်ကတော့ဒါ Chelsea နဲ့ Arsenal ပွဲစဉ်မှာတော့9ပေါင်း G က2-55ပတ်ချလဲပေါ့နော် sorry အပြောင်းလဲလေးလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်9ပေါင်း G ကလက်ရှိနေထားကတော့2-55ပတ်ချလဲဖြစ်တဲ့အတွက်ကိုကျွန်တော်ကတော့အဲဒီပွဲစဉ်မှာ9ပေါင်းအောက်နေပေါ့နော်ဒါရင်ခုန်စွန်းစားချင်တာမျိုးရှိပါတယ် ဆိုတော့တရက်စာ member join နေတဲ့ညီကိုတွေရောပေါ့နော်တလလုံးစာ member ပွဲတွေကိုယူခြင်းနဲ့ညီကိုတွေကတော့ကျွန်တော် Viber number လေးကို join ပေးလို့ရပါတယ်ခင်ဗျာဆိုတော့တ िश ူပေးခဲ့ကြတဲ့ညီကိုတွေ comment မှတ်ပေးခဲ့ကြတဲ့အညီကိုတွေကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဆိုတော့ကျွန်တော် live လေးကိုရနာခွင့်ပြုပါအဲ့တဲ့ညီတွေနဲ့အတူအဲနောက်ထပ်ပွဲကြိုတုံးသက်ချက်တွေကိုလည်းအကောင်းဆုံးကြိုးစားပြီးတင်ဆက်ပေးသွားပါမယ်။အဲဝက်ဆန်အသင်းနဲ့လီဗာပူးအသင်းရဲ့ပွဲကြိုတုံးသက်ချက်ကိုတော့ကျွန်တော် Real Liverpool Channel မှာကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။ဆိုတော့ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။အားလုံးပဲ။ နောက်ဗီဒီယိုနဲ့ပြန်ဆုံတွေ့ပါမယ်ခင်ဗျာ။